အဲ့တော့ကျမတို့အင်တော်ကြီးဖောက်ပြန်တာကိုသိရတဲ့အခါမှာနော်ဒီကိစ္စကိုကျမတို့ကဖြည့်ရှင်းမှုကြိုးစားကြတဲ့အခါမှာယောက်ျားတွေဟာနော်ကျမတို့ကဘလောက်ပဲနော်ကိုကအတီးကြတီတာတီတာ သူတို့ကိုတက်တည်ခိုင်မာမှုပေါ့မပြနိုင်မင်းနဲ့ဘယ်တော့မှတော့မပြောနဲ့နော်ဘယ်တော့မှတော့မပြောနဲ့သူတို့ကဖင်ပိတ်ညင်းမှာဘယ်တော့မှလက်ကပ်မှာမဟုတ်ဘူးနောက်တစ်ခုကကျမတို့ပြောတဲ့အချိန်မှာကျမတို့မိန်းမတွေဟာ ခုချစ်တဲ့ယောက်ျားတစ်ယောက်ကချာမိမတစ်ယောက်နဲ့သွားပြီးမှဖောက်ပြန်နေရဖြစ်တဲ့တဲ့ကြောင့်မို့အရန်ဝန်းနေနာကျင်တယ်လေဝန်းနေနာကျင်တော့ဘာဖြစ်လဲဆိုပျော်ရင်ပျော်ရင်လည်းဝင်းနေတော့ငိုတယ်နော်ငိုတယ်ဒေါသအရင်ကြီးတယ်စိတ်တည်ကြီးတယ်စိတ်တူတဲ့စိတ်နဲ့ပြောတယ်ဒေါသစိတ်နဲ့ပြောတယ်ဝမ်းနေတဲ့စိတ်နဲ့ငိုယူပြီးပြောတယ်ဘရောမှမပြောနဲ့နော်အဲ့လိုမျိုးဘလို့ဘရောမှမပြောရအောင် ကျွန်မတို့ကအိမ်တော်ကြီးပေါက်ပြံမှုတစ်ခုကိုကိုယ့်ရဲ့အမျိုးသားကနော်သူလုံနေပြီဆိုလို့ရှိရင်ကျွန်မတို့ကပထမဆုံးကိုယ့်စိတ်ကိုအရင်တည်ငြိမ်အောင်ကျွန်မတို့ထိန်းရတာတည်ငြိမ်အောင်ထိန်းပြီးတဲ့အခါကျမှကိုယ်ဘာတွေပြောမှလဲဆိုတဲ့စကားတွေကိုအရင် ပြင်ဆင်ပြီးမှချပြီးမှရေးတာကိုဘာပြောမယ်ဘယ်အချက်ပြောမယ်ဘယ်အချက်ပြောမယ်ဘယ်အချက်ပြောမယ်ဘာလို့ဆိုကိုရီးယားသူ့ကိုရန်လုံးမှာမဟုတ်ဘူးနော်ကိုကိုနဲ့သူနဲ့နှစ်ယောက်တိဆောက်ထားတဲ့ အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးမှ ရှေ့ဆက်ပြီးမှအကောင်းဆုံးဘယ်လိုသွားမှလဲဆိုတော့ကိုဒါဆွေးနွေးတိုင်မြင်ရမယ်အခြေအနေဖြစ်တယ်။ဒေါသဒေါသကြီးနဲ့ရန်လုတ်ပြီးမှကျမတို့ကတောင်းကျမ်းရမယ်ကိစ္စမဟုတ်ဘူး။နော်အဲ့တော့သူ့ရဲ့ဖြစ်နေတဲ့သူ့စိတ်ထဲမှာဖြစ်နေတဲ့သူ့ရဲ့ခံစားချက်ရဲ့အတိတ်အနဲ့တွေကိုလည်းသိဖို့ရကိုကပုံမှန်လေးမြင်ရမယ်။ယောက်ျားတွေလည်းအဲ့အချိန်မှာယူသားစွာနဲ့ဖြေဖို့လိုတယ်။ ကိုစိတ်ကိုကိုအတည်ဆုံးမယ်လीเนาะအဲ့တော့ယူသားစာလည်းဖြည့်ဖို့လိုတယ်မိမာတွေကလည်းတီတီငင်ငင်နဲ့ဒါကိုအကောင်းဆုံးဖြည့်ရှင်းဖို့လိုတယ်เนาะဘလို့ဆက်သွားကြမှာလဲတို့အိမ်တော်ကြီးကိုเนาะရှေ့ဆက်မဲ့ပုံစံကိုဘလို့ပုံစံမျိုးနဲ့ဆက်သွားမှာလဲဆိုတော့ကျွန်တော်တို့ solution ရှာမှာအဲ့ချိန်မှာငိုးယူနေရင်ယောက်ျားကစိတ်ပြတ်တာပဲရှိတယ်တနာလိမ့်မယ်လို့မထင်ねเนาะငါ့ကိုလှုပ်ရက်လိုက်တာဆိုငိုးနေလေတနာဘူး ငိုနေသူတော့စိတ်တောင်ပြတ်သေးတယ်ဒီလားအဲ့တော့မငိုပါနဲ့เนาะဒေါသတွေမကြီးနဲ့ပြီးရင်ကျမတို့မပေါက်ကွဲနဲ့เนาะဟိုကျမတို့စကလုံးတွေကိုစက်နဲ့နဲ့စကလုံးတွေကိုမသုံးနဲ့ကောင်းကောင်းမွန်မွန်နဲ့ပဲတည်တည်ငြိမ်ငြိမ်နဲ့ပဲအခြေအနေတစ်ခုကိုလက်ခံရမယ်လက်ခံပြီးမှဒီအခြေအနေကိုအကောင်းဆုံးဘယ်လိုသွားမလဲဆိုတော့ပွင့်လင်းစွာနဲ့ကျမတို့ဆွေးနွေးတိုင်ပင်ရမယ်နော်ဘလို့လောက်အောင်လဲဘလို့လောက်အောင်လဲဆိုကျမတို့လာလာမြင်နေတယ်ဒါညီမတွေအမတွေကိုကျမပြောပြတာနော်အဲ့တော့ အိမ်အောင်ရင်းနဲ့ပတ်သက်လာလို့ရှိရင်နော်ဂျားလူရဲ့အကြံဉာဏ်လည်းမယူပါနဲ့ကိုကျမပြောနေတဲ့အချိန်ဒီမှာလဲကျမအကြံဉာဏ်ဒီကုန်လုံးယူရမလို့ကိုရဲ့စိတ်ရဲ့ခံစားချက်ကိုနှစ်ယောက်ရဲ့ဖြစ်နေတဲ့အခြေအနေတွေသာ အတိအကျနော်သုံးသပ်ပြီးမှအကောင်းဆုံးဖြစ်မဲ့ပုံစံကိုဆုံးဖြတ်ဖို့လိုတယ်ကျမပြောချင်တာဒါလေးပဲနော်